မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးကြီးစံမတုံးတဲ့အမေရိကန်သမ္မတကြီးကမြန်မာစစ်တပ်ကိုဘလို့အဆုံးသက်ပေးနိုင်မလဲဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်ကမ္ဘာကြီးကတော်တော်လေးလှုပ်နေတာအလုံးသိကြမှာပါကမ္ဘာကြီးလှုပ်တိုင်းမြန်မာပြည်သူတွေလည်းမျှော်လင့်ချက်လေးတွေနဲ့ခေါင်းထောင်ကြီးတက်လာတာအာနာသိမ့်ပြီးစကြဲကဆိုပါတော့ မြန်မာ့နေဦးတော်လန်ရေးဟာလက်နက်ကင်လန်းစင်နဲ့နိုင်ငံတကာတန်တမန်နီးလန်းကိုအချိုးကျကျအသုံးချအပြေရှာရမှာဆိုတော့ချာနိုဗိုင်းနျူကလ িয়ার စက်ရုံကြီးဘုံကျဲခံရတော့ကလည်းမျှော်လင့်ကြတယ်ဟာမတ်နဲ့အစ္စရေးတိုက်ပွဲမှာလည်းငါတို့နိုင်ငံအတွက်တခုခုများထူးခြားလာလိမ့်မလားလို့မျှော်လင့်ခဲ့ကြတယ်အိန္ဒိယနဲ့ပါကစ္စတန်ပွဲတရုတ်နဲ့အမေရိကန်ရဲ့အခွန်တိုက်ပွဲတရုတ်နဲ့ထိုင်ဝမ်တရုတ်နဲ့ဖိလစ်ပိုင်အမေရိကန်နဲ့ဗင်နီဇွဲလားတိမျှော်လင့်နေခဲ့ကြတာပါ ။တက်လာကစားကတော့ဒေါ်လာရင်းအကြောင်းပြပြီးမိသားစုလိုက်အမေရိကန်ကအိမ်မက်မက်နေသူတွေမကြိုက်ကြပေမဲ့အမေရိကန်သမ္မတကြီးကတော့ကဘာကြီးကိုခက်ချမ်းချမ်းဂင်တွေပြီးငိမ့်ချမ်းရည်တွေလုတ်ပြလာတော့ပေါ်ကြောင်ကြောင်လူကြီးလို့ပြောင်းချောချောလုံနေတဲ့ကဘာနိုင်ငံခေါင်းဆောင်တွေဆုံးအသွားကြပါတယ်။အဲ့ဒီလူကြီးကဒီရက်ပိုင်းမှာမကြခင်ကျင်းပလို့မဲ့အာဆီယံညီလာခံတက်ဖို့သူ့ရင်ထဲကတိုင်တောင်းဆိုမှုတွေလုပ်လာပါတယ်။အာဆီယံကလည်းအခက်တွေ့စေတဲ့တောင်းဆိုမှုဆိုတော့လိုက်ရောရအခက်ညင်းပယ်ရအခက်ဖြစ်ပေမဲ့အခုဒီလူကြီးကအာဆီယံ ီလာခံတက်ဖို့အဆင်သင့်ဖြစ်နေပြီလို့အသံတွေကြားနေရပါတယ်။ဒီတခါအာဆီယံညီလာခံကိုဒီလူကြီးတက်ရောက်လာရင်တော့မြန်မာအာဏာသိမ်းစစ်တပ်အတွက်တကယ်ကိုမချောင်လောက်ဘူးလို့သုံးသပ်ချင်ပါတယ်။အမေရိကန်သမ္မတကအာဆီယံညီလာခံကိုတက်ချင်နေတဲ့အကြောင်းရင်းကဘာများဖြစ်မလဲ။ ဒီလူကြီးအာဆီယံကိုလာကျင်နေတဲ့အဓိကကိစ္စကမြမနွေဦးဒေါ်လန်ရေးကိုသူစီကစစ်တပ်တွေလှုပ်ပြီးအဆုံးသက်ပေးဖို့တော့မဟုတ်ဘူး။ဒါပေမဲ့ဒီလူကြီးအာဆီယံအစည်းအဝေးကိုတက်ရှင်နေတဲ့ကိစ္စကမြမအာနာသိန်းစစ်တပ်နဲ့တိုက်ရိုက်ပတ်သက်နေတယ်။ပြောရရင်အမေရိကန်သမ္မတကြီးအာဆီယံအစည်းအဝေးကိုလာကျင်နေတဲ့ကိစ္စမှာမြမအာနာသိန်းစစ်တပ်ကအဓိက ပထမရာဇဝတ်ကောင်အနေနဲ့သတ်မှတ်ထားတဲ့ဒုတိယကတော့တရုတ်အာဏာပိုင်တချို့နဲ့တရုတ်ဒုစရိုက်သမားအချို့ပါတတိယကတော့ယူရီးယားကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံကဒုစရိုက်ဂိုင်းတွေပါ ဂျန်နာကတော့တောင်တရုတ်ပင်လယ်ရေမှာထိုင်ဝမ်ဖိလစ်ပိုင်တို့ရဲ့အခြေအနေတွေနဲ့အရန်ထားပြီးလာပါလိမ့်မယ်။ အမေရိကန်သမ္မတကြီးကကမ္ဘာကြီးထံကနေမတရားနီးနဲ့အတ္တမငွေရှာနေတဲ့ကြားဖြန့်ကိုင်းတဲ့ပတ်သက်ပြီးနှိမ်နှင်းကျင်းနေတဲ့အတိပေးစကားတွေပြောကြားထားသလိုမကြသေးခင်ရပ်ပိုင်းကလည်းမြန်မာဟာငွေရေးစေဝါအကြီးအကဲထုတ်လုပ်ဖြန့်ချိနေတဲ့နိုင်ငံလို့ပြောကြားထားပါတယ်။အမေရိကန်သမ္မတကြီးကသာအာဆီယံအစည်းအဝေးကိုရောက်လာပြီမယ်ဆိုရင်ငွေရေးစေဝါကိစ္စနဲ့ကြားဖြန့်ကိစ္စကိုအပေါ်ယံသဘောမဟုတ်ဘဲနှက်ဆိုင်စွာဆွေးနွေးအပြေရှာပါလိမ့်မယ်။ တောင်တရုတ်ပင်လေကိစ္စကတော့မိတ်ဆွေဆက်ဆံရေးတိုင်းအဖြစ်သဘောလောက်သာဆွေးနွေးမယ်လို့တထစ်ချခံမှန်းလို့ရနေပါတယ်။ကြားပြန့်ဆိုတာဘယ်သူလဲဘယ်နေရာမှာလဲဘယ်လောက်ဒုက္ခပေးနေလဲဆိုတာကိုကြည်ကြရအောင်နာဝတာခင်မှာအရင်နှစ်ဖွဲ့ နဝတာခေမှာကရင်နှစ်ဖွဲ့ခွဲတဲ့ဘာသာရေးကနေခွဲကြတဲ့ဗုဒ္ဓဘာသာဖွဲ့ကို DKBA ဆိုပြီးစစ်တပ်လောက်ခံလုတ်ခိုင်းနေ BGA နေကြဆောင်ဖွဲ့ဆိုပြီးနမည်ပြောင်းနေ BGA ကိုစစ်တပ်ဖွဲ့စည်းပုံအတိုင်းရာထူးနဲ့ခန်းစားခွင့်နေပေးပြီးမွေးစားတဲ့နေမြေအပိုင်စားရလိုက်လို့ BGA ဟာသူ့နယ်မြေတွေမှာဝင်ငွေများများရဖို့တရုတ်လောင်းကစားသမားတွေနဲ့ပေါင်းပြီးရွှေကုတ်ကိုမြို့တည်တည်တဲ့ BGA ကောင်းဆောင်စောချစ်သူဟာဘရင်ကန်တပါလို့မြန်မာနဲ့ထိုင်းနယ်ဆက်ကကရင်ပြည်နယ်ထဲမှာတကိုးထွာလာတဲ့ဝေစုကိုမြန်မာအာဏာ သိမ်းဆစ်တဲ့ကောင်းဆောင်ပိုင်းတွေနဲ့မျှဝေယူတဲ့တရုတ်အစိုးရ၊ထိုင်းအစိုးရ၊လာအိုအစိုးရနဲ့ကမ်ဘောဒီးယားအစိုးရဝင်တို့လည်းပါဝင်ပတ်သက်နေလို့ဂျားပြန့်ဟာကမ္ဘာပလိတ်ကြီးကိုယ်တိုင်ဝင်ရောက်ဖြေရှင်းမှာအဆင်ပြေနိုင်မယ်လို့နိုင်ငံတကာအသိပေးကြတယ်။ ကမ္ဘာနိုင်ငံအသေးသေးကပြည်သူအချို့ကိုပြန်ပေးဆွဲအတင်းအဓမ္မလိန်လေခိုင်းနေတာကနေအတွင်းကလေးစားရိဈေးကွက်အထိခြေပြန့်အတင်းရဲလာတဲ့အထိစိုးရိမ်စရာကောင်းနေတာပါဗင်နီဇွဲလာကိုစစ်ပြုတ်ခြင်းနေတဲ့ကိစ္စကလည်းမိုးရေစေဝါကိစ္စဖြစ်နေတဲ့အတွက်ကမ္ဘာလူဆိုနှိမ့်နေရေးကောင်းဆောင်အမေရိကန်သမ္မတကြီးကမြန်မာစစ်ကောင်းဆောင်တွေကိုမူးယစ်ရာဇာတွေလို့ကင်မွန်တက်လိုက်တဲ့ဒီတော့ဒေါ်လာရေးစကလေးကလက်နက်ကင်ဒေါ်လာရေးကိုအားကိုးနေရတယ်လို့ကမ္ဘာဒီပလိုမေစီနိလန်နဲ့ဘလူးများအရေးယူမလဲလို့မျှော်လင့်ခဲ့ကြတဲ့ ်မာပြည်သူတွေအတွက်ယထာလာပြီဆိုတဲ့မထင်မရှားဘူတာလေးကယထာစောင့်နေသူတယောက်လိုမျှော်လင့်ချက်တွေနဲ့စောင့်နေခဲ့ကြတာအချိန်လဲကြာခဲ့ပါပြီဒီတခါအမေရိကန်သမ္မတအာဆီယံအစည်းအဝေးကသာရောက်လာခဲ့မယ်ဆိုရင်မြန်မာအာဏာသိမ်းစစ်တပ်ဟာသူတို့မွေးစားထားတဲ့ BGS အကြောင်းပဲအဆုံးသက်သွားရနိုင်ပါတယ်ကြီးစံမတုံးမဖြည့်ရှင်းရေးလုပ်နေတဲ့ဒီနူကြီးဟာမြန်မာစစ်တပ်ကိုဘလို့ကင်တွယ်မလဲဆိုတာတော့ဝင်းရောင်ပိတ်ကားပေါ်မှာဆက်လက်ကြည့်ရှုကြရမှာပါ ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာပြည်အတုရောင်ရွှေကောက်ပွဲအားပြည့်ပြည့်တတ်တာပိတ်ချရန်ဖိအားပေးခံနေရသောမလေးရှားဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံများသည်ပို့ကုန်များကြဆင်းလာနေခြင်း၊အွန်လိုင်းငွေလိမ်ကိန်းများမှုလို့ပေါက်လာနေခြင်း၊အဖွဲ့ဝင်နိုင်ငံများကြားနေဆက်ပြဿနာဖြစ်ပေါ်နေခြင်းအစရှိသည့်တစ်ခုနဲ့တစ်ခုဆက်ဆက်လာနေသောပြဿနာများ၏အခက်အခဲဆုံးခြေနေတွင်ရောက်ရှိနေပါသည်။ထို့သောအမျိုးမျိုးသောပြဿနာများကြားတဲ့တွင်ဘွေးဖောက်နေသည့်မြန်မာစေယုတ်စုဟာဘာလို့ကြမည်နည်းဆိုသည်ကနောက်ဘက်ကောင်မှာ ကွာလာလမ်ပူမှာကျင်းပမယ့်အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင်ခေါင်းအခင်းရဆုံးပြဿနာဖြစ်လာနေသည်ဟုအစချေကဟောင်ကောင်ထော South China Morning Post သတင်းစာကြီးမှယခုလိုရေးသားလာခဲ့ပါသည်။မင်းအောင်လိုက်သည်၎င်းထိန်ချုပ်နိုင်သည့်နေမြေများတွင်ရွေးကောက်ပွဲလုပ်မည်ဆိုကအခြေအနေများကိုပို၍တင်းမာအောင်ဖန်တီးလာခဲ့ပြီးဖြစ်ပါသည်။ကိုပြည်သူများကိုပြန်၍အကြမ်းဖက်တပ်ဖြတ်နေမှုအဆုံးသတ်ရန်ဆိုသည့်အဖွဲ့ဝင်နိုင်ငံများ၏သဘောတူညီချက်ကိုအခန့်နေသည်ကိုဒီတိုင်းလှုပ်ထားမည်ဆိုကအာဆီယံသည်အစံမပါအခွင့်အကြီးတက်တက် က်ဖြင့်ရေးမပါတော့သည့်အနေအထားရောက်ရှိသွားနိုင်သည်ဟုကြွမ်းကျင်သူများကသတိပေးလာခဲ့ပါသည် ထို့အတွက်လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားထံဖိအားပေးမှုများစုပြုံကြရောက်လာနေပြီဖြစ်ပါသည်။ကြီးညာချက်များထုတ်ပြန်ပြီးစေယုဆူ၏ရွေးကောက်ပွဲနှင့်ရင်းမတစင်ထွက်ပေါ်လာမည့်အစိုးရကိုပြက်ပြက်သားသားညှင်းပယ်ရန်တောင်းဆိုလာနေကြပါသည်။အာဆီယံအနေဖြင့်အထူးရောက်ရွေးကောက်ပွဲကိုညှင်းပယ်ုံတင်မကနောက်ပိုင်းဖြစ်လာသည့်များကိုမြည်တို့မြည်ပုံဆောင်ရွက်သွားမည်ဆိုသည့်ကိုပါစမ်းစစ်ရတော့မည်ဖြစ်သည်ဟုလည်းဆိုပါသည်။ဝေဖန်သူများကစေယုဆူတင်နေမည်များကိုထိန်းချုပ်နိုင်စွမ်းမရှိသည့်ပြင်လူသန်းပေါင်းများစွာကိုလည်းဖိတ်ထုတ်ထားမည် ်ရွေးကောက်ပွဲမျိုးဖြစ်သည်ဟုထောက်ပြခဲ့ကြပါသည်လူနေဒေသများကိုဆက်၍ပုံချဲတိုက်ခိုက်နေသည့်အပြင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်အောင်မဲမဲရရကြိုးပမ်းအားထုတ်မှုမျိုးမတွေ့ရဟုဆိုပါသည်၎င်းတို့ပေါ်တစ္ဆာခံမှုများအကြောက်တရားများနဲ့လုံမြင့်ရွေးကောက်ပွဲမျိုးဖြစ်ပြီးနေမြေများလက်လွတ်နေရသည့်ကြားမှာတရုတ်နှင့်ရုရှားတို့မျက်နှာမပြတ်ရအောင်ဖန်တီးပေးရသည့်ပွဲလေးဖြစ်ပါသည်ယခုအပတ်ထဲမှာပင်မင်းအွန်လိုင်းကတရားရာနှုန်းပြည့်မလုံနိုင်ပါဟုဝန်ခံသွားခဲ့ရပါသည် EU လူခွင့်ရေးဒုတန်တမန်မှလည်းစီးဝိုင်း င်းထဲဝင်လာပြီးစီအုပ်စုမှစပွန်ဆာလုပ်သည့်ရွေးကောက်ပွဲသည်ရလဒ်တစ်ခုသာထွက်ပေါ်လာဖို့ရှိပါတယ်။ဆွေးနွေးညှိနှိုင်းမှုမျိုးလည်းမရှိ၊ပါဝင်권လည်းမရ၍ယုံကြည်နိုင်စရာမရှိသည့်ရလဒ်သာထွက်ပေါ်လာမည်ဟုပြောဆိုသွားခဲ့ပါတယ်။ အာနာသိမ့်ပြီး၄နှစ်ခွဲကြာသည့်တိုင်ပြည်တွင်းစစ်ငွေလင်ကိုင်းဗဟုထာနာများမူရင်းစေဝါထုတ်လုပ်မှုရုတ်တရက်မြင့်တက်လာခြင်းနှင့်ငတ်မွနေသောရိုဟင်ဂျာမွတ်စလင်များအပါအဝင်တန်ပေါင်းများစွာသောလူများအားနိုင်ငံရခြားသို့ထွက်ပြေးစေခဲ့သည့်ကြီးမားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆင်းရဲဒုက္ခများအပါအဝင်ဇက်တိုက်ဖြစ်ပေါ်နေသည့်မတည်ငြိမ်မှုများသည်ပုံမှုပြင်းထန်လာပြီးအာဆီယံ၏လုံခြုံရေးကိုအသက်အန္တရာယ်များဖြစ်စေနိုင်ကြောင်းကျွမ်းကျင်သူများကတတိပေးလိုက်ပါသည်။အာဆီယံသည်ဒေတာရင်းတည်ငြိမ်မှုကိုအထူးဦးစားပေးဆောင်ရွက်သော လဲ၎င်းတို့ဖြစ်လာစေခြင်းတင်များကစေယုတ်စုစီမှထွက်ပေါ်လာမည်ကမဟုတ်ဟုဆိုပါရယ်ယခုအချိန်ထိရုပ်ရော့သွားခြင်းမရှိသောဒီမိုကရေစီ၏လှုပ်ရှားမှုများကိုပြက်ပြက်တမ်းတမ်းထောက်ခံသွားဖို့သာရှိပါရယ်အာဆီယံအနေဖြင့်လိမ့်လေလှပြသည့်စီးပွားရေးပေါ်ပေါက်လာခြင်း၏ကုန်ကျစရိတ်နှင့်လိမ့်လေသောရွေးကောက်ပွဲတစ်ခုကပြည်ပခါကိုမြည်တို့မြည်ပေါ်အမြဲတစင်ဆက်လက်ဖြစ်ပွားစေမည်ကိုအပြေဝနားမလည်သေးပေ၎င်းတို့သည်မြန်မာပြည်တွင်ခုခံတော်လှန်ရေးအခြေအနေများမှာအခြေခံအားဖြင့်ကွဲပြားခြားနားနေသည်ကိုသဘော မပေါက်ဘဲအတိတ်ကအခြေအနေများသာပြန်ဖြစ်လိမ့်မည်ဟုတွေးထင်နေကြသည်ဟုမြန်မာအင်ဒိုနီးရှားစင်ကာပူနှင့်မလေးရှားနိုင်ငံရေးကိုအထူးပြုလေ့လာနေသည့်မလေးရှားရှိဂုံတူးဆောင်သူတေသည့် တက္ကသိုလ်တခုမှဂုံတူးဆောင်သူတဲ့တင်ဘရစ်ဆတ်ဝဲကအထပ်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်ပါ रे အကြိမ်၍အာဆီယံတင်အထက်တွင်ပြောခဲ့တဲ့အတိုင်းရွှေကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပြီးဆိုကစိတ်ဓာတ်များကြဆင်းကမင်းအောင်လိုင်းပေါ်ယုံကြည်အားကိုးမှုများရှုပ်ရော့သွားမည်ဖြစ်ပြီးအားလုံးကအနာဂတ်တွင်၎င်းတို့ရက်တီယာရက်တီချောင်းကိုသုံးတက်လာကြမည်သာဖြစ်သည်ဟုမိမိအနေနဲ့ယူဆမိပါ रे နိုင်ငံတကာဖိအားပေးမှုများကိုဂရုမစိုက်ဆိုသော၎င်းတို့အစည်းအဝေးများတွင်ခိုးချောင်ခိုးဝဲပြောနေသောစကားသည်လည်းမင်းအောင်လိုင်းပြရန်ခန့်နေ ံးကိုကြည့်၍၎င်းတို့အချင်းချင်းအကြားမှာပင်အယုံကြည်မရှိဖြစ်လာနေပါသည်မင်းအွန်လိုင်းတို့အဖွဲ့လက်ရှိမှာမျက်စိစုံမေးအားကိုးနေရသည့်တရုတ်တွင်မြန်မာကောင်းဆောင်ဆက်ဆက်ကိုဖိအားပေးနိုင်ရေးအတွက်ပြည်တွင်ပြည်ပခများလက်ရှိအနေထားအတက်ရှိန်ဟုံမြင့်မလာစေရေးတစ်ဖက်မှာလည်းအလုံးစုံငင်းချမ်းရေးရရှိမသွားအောင်ထိန်းထားဖို့ဆိုသည့်ဖြစ်၍တကယ်တမ်းတိုင်းပြည်ငင်းချမ်းအောင်လုပ်ပေးမည်လို့များမဟုတ်ဖြစ်နေပါသည် အာဆီယံသားတိတိယောက်ယောက်မလုံနိုင်ခဲ့လျင်မြန်မာအားတရုတ်လက်အောက်ခံအဖြစ်တွန်းပို့လိုက်တဲ့အတူတူပင်ဖြစ်ပါတယ်ပြည်သူတို့၏တရားသောစေမုံချအောင်ရမည်